ဒီကိုဖြောပြေးပေးအောင်မဲ့ပွဲကြီးပွဲကောင်းတစ်ခုအားလုံးပဲမင်္ဂလာပါရှင်စပော့ကွာကနေကြိုဆိုလိုက်ပါတယ်နိုဝင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့ညမြန်မာစံတော်ချိန်17:00နာရီမှာဆိုရင်လီဗာပူးအသင်းကအဝေးကွင်းပွဲစဉ်ဖြစ်မန်စီးတီးအသင်းကိုပွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ် ပရီးမီးယားလိ10ဝဲကစားထားပြီးတဲ့အချိန်မှာရမှတ်တမှတ်ပဲကွာဟနေတဲ့ဒီအသင်းနှစ်သင်းရဲ့ပြိုင်ဆိုင်မှုကတေချာပေါက်ပြင်းထန်လာမှာပါသူတော့ထိုက်တိုက်တွဲဆုံမှုတွေကိုကြည့်မယ်ဆိုရင်နောက်ပိုင်းနှစ်တွေမှာလီဗာပူးကအသာစီးရယူထိုင်နေတာတွေ့ရတယ်ခဏကတော့အင်ကွေးမာရောအဝေးကွေးမာရောနှစ်ကျော်စလုံးမှာအကိုပြက်စီနဲ့လီဗာပူးကအနိုင်ယူထားတာကိုတွေ့ရပြီးတော့အဲတမန်နှစ်ကဆိုလို့ရှိရင်ကတော့နှစ်ကျော်စလုံးကိုတရေရလက်ထွက်ပေါ်ထားပါတယ် န်စီတီအနေနဲ့ကဒီယာတီအစာပိုင်းမှာခြေချော်ထားတာကလွဲပြီးတော့မှနောက်ပိုင်းမှာတော့ခြေစွမ်းတွေပြန်ပြီးတော့တည်ငင်လာတာကိုတွေ့ရတယ်။ယာတီအစအင်ကွင်းပွဲမှာစပားကိုရှုံးနေထားတာကလွဲပြီးတော့နောက်ပိုင်းကစားတဲ့အင်ကွင်းပွဲစဉ်တိုင်းကိုအနိုင်ကစားထားနိုင်တာကိုတွေ့ရပါတယ်။စပားကို Z2 နဲ့ပွဲစဉ်နောက်ပိုင်းမှာပေါ့နော်။မန်ယူကို3 Z ၊ဘန်လီကို5 1၊အဗာတန်ကို2 Z နဲ့နောက်ဆုံးခြေစွမ်းနေတဲ့ဘုံမောက်ကိုတော့3 1နဲ့အနိုင်ထားနိုင်ခဲ့ပါတယ်။တစ်ဖက်က လီဗာပူးအသင်းကတော့အဝေးကွင်းပွဲတွေဆိုလို့ရှိရင်ရုန်းကန်ရလေးရှိပြီးတော့မှအစပိုင်းမှာနယူကာဆယ်နဲ့ဘန်လီကိုအဝေးကွင်းမှာနိုင်ထားတာကလွဲပြီးတော့မှနောက်ပိုင်းအဝေးကွင်း၃ပွဲဆက်လုံးကိုရှုံးနိမ့်ထားတာကိုတွေ့ရတယ်။အပယ်လစ်ကို2-1ချယ်ဆီကို2-1ဘရန်ဖို့ကို3-2ဆိုတဲ့ကိန်းဂဏန်းတွေကတော့လီဗာပူးအတွက်ကတော့တတိထားဖွယ်ရဖြစ်နေတာဖြစ်ပါတယ်။မန်စီးတီးအသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကကြတော့10ပွဲကစားပြီးတဲ့အချိန်မှာ ပေးကိုးက၈ကိုးပဲရှိနေသေးပြီးတော့မှဒီပမာဏကပရီးမီးယားလိမှာဆိုရင်ဒုတိယမြောက်ခန်းစစ်အကောင်ဆုံးအသင်းလို့ပြောလို့ရတယ်ပေါ့နော်အဲတိုက်စစ်ကလည်းဂိုး20အထိကိုသွင်းယူထားပြီးတော့မှဒါကလည်းပရီးမီးယားလိမှာအမြင့်ဆုံးဆွမ်းဆောင်ရည်ဖြစ်နေပါတယ်စိတ်ဝင်စားစရာကောင်းတာကတော့ဒီသွင်းကို20မှာ73ကိုးကဟာလန်တယောက်တည်းသွင်းယူထားတယ်ဆိုတာပါပဲဆိုတော့သူတို့ကဟာလန်ကိုဥတီပြီးတော့ကစားနေတယ်ဆိုတာကတော့ပေါ်လွင်နေဟာလန်ကိုဥတီပြီးကစားဖို့အတွက်ဆိုလို့ရှိရင်တော့ကွာရီယိုလာကကွင်းလယ်ကိုကြစ်လက်အောင်လို့တိစောက်တတ်တယ် ဆိုတော့အသင်းငယ်တွေနဲ့ကစားမယ်ဆိုလို့ရှိရင်တော့ကစားဟန်က4231နဲ့ကစားပြီးတော့မှချေရီတူတဲ့အသင်းတွေနဲ့ကစားမယ်ဆိုရင်ဘာရီယိုလာကအဲ4141ဟန်နဲ့ရှင်ပြိုင်လေးရှိပါတယ်။ range နာကိုကွင်းလယ်အဖြတ်မှာထားပြီးတော့မှသူ့ရှိမှာကွင်းလယ်လူလေးယောက်ကိုဝင်ရံပြီးတော့ဟာလန်ကိုတော့ support ပေးထားပါတယ်။ဆိုတော့ဒီကွင်းလယ်အဖြတ်ရဲ့အနောက်မှာဆိုလို့ရှိရင်ခန်းစစ်လေးယောက်ကိုတန်းထားပြီးတော့မှ range နာကောင်းရင်ကောင်းတယ်လို့လောက်ကကထွက်တယ်။ နောက်တစ်ခုတတိထားမှာကကြတော့ဒီတွင်းလက်လူဖိုဒန်ကလည်းခြေစွမ်းပြန်မှန်လာပြီးတော့မှတွင်းခိုးတွေကိုတွင်းယူနေပြီဆိုတာပါပဲ။တစ်ခါကလီဗာပူးအသင်းအနေနဲ့ကလည်းဆိုဘိုဂရာဘီမာကာဆိုတဲ့တွင်းလက်၃ယောက်အတွဲဖက်နဲ့အတူပေါ့နော်။ရလက်ကောင်းဒီစီကိုချင်းကလာနေတယ်။အစပိုင်းမှာလီဗာပူးကအထိုင်မကြဘဲနဲ့ရှုံးပွဲတွေများခဲ့ရပြီးတော့အခုနောက်ပိုင်းပွဲစဉ်ဒီမှာဆိုလို့ရှိရင်တော့ဟန်ချက်ပြန်ညီလာပြီးတော့အရှိအလေအနောက်အဆင်ပြေလာတာကိုတွေ့ရတယ်။အဲဆလော့ကတော့4231ကနေပြီးတော့မှ433ပုံစံကို အဲကူပြောင်းတလူလူနဲ့ပွဲစဉ်တွေကိုချင်းကပ်နေတာကြောင့်မလို့နောက်ပိုင်းပွဲတွေမှာကတော့ clean sheet တွေပါရလာနေတာဖြစ်ပါတယ်။အားနည်းချက်အနေနဲ့ပြောရမယ်ဆိုရင်တော့အဝေးကွင်းပွဲတွေမှာဆိုလို့ရှိရင်တော့ရလက်တွေကဆိုးရွားနေတတ်တာပါပဲ။ဒါကတော့ပြင်ဆင်သွားရမယ်ချက်ပါ။အဲ Man City ဘက်မှာဆိုလို့ရှိရင်အဓိကကွင်းလက်လူ Rodri ကထိုင်ရရနေစေဖြစ်ပါတယ်။နောက် Kovacic ကလည်းဒီပွဲကိုလက်ချောက်သွားဖို့ရှိတယ်။ဒီတော့ City ရဲ့ပွဲထွက်ကစားသမားတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဂိုသမားနေရာကတော့ Donnarumma ပဲဖြစ်မယ်။နောက်ခံစစ်မှာဆိုရင် Stone ရှိမယ်။အဲ Javario ရဲ့ အိုရယ်လီရဲ့နူနက်စတိုရဲ့ကိုတုံးလာနိုင်တယ်။ကွင်းလက်ချက်မှာကတော့ရင်ဂျနာကိုထားပြီးတော့ဘာနာဒိုဆေးဗာရဲ့ဆာဗင်ဟိုရဲ့နောက်ဒိုကူဖိုဒန်တို့နဲ့ဝင်ရံပြီးတော့မှအထောက်မှာကတော့ဟာလန်နဲ့ပဲပွဲထွက်လာနိုင်ပါတယ်။ ဒီဘက်ဘုံဘက်ကိုကြည့်မယ်ဆိုလို့ရှင်ကကြတော့တိုက်စစ်မှုအီဆက်အနေနဲ့ကကြတော့ဒီနေ့လုပ်တဲ့ပြီးခဲ့တဲ့အနေကပေါ့နော်လေ့ကျင့်ရေးမှာဆိုရင်ပြန်လည်ပါဝင်နိုင်ခြင်းရှိပေမဲ့လို့လေဒီမက်ဆီဒီနဲ့ပွဲစဉ်မှာပါဝင်လာနိုင်ခြင်းရှိမရှိဆိုတာကတော့မသိရသေးဘူး။နောက်အယ်လီဆန်ဖရင်ပေါင်တို့ကလည်းဒီပွဲစဉ်ကိုဆက်ပြီးတော့မှလွဲချော်ပါအောင်မယ်။ဆိုတော့ထုံးစံအတိုင်းပဲကိုယ့်လက်မှာဆိုလို့ရှိရင်မာကာဆိုဘိုဂရာဘီတို့ကိုအထိုင်ယူပြီးတော့မှခန်းစစ်မှာဆိုရင်ကတော့ဗန်ဒိုက်ကိုနာဒေးရော်ဘတ်ဆန်နဲ့ဘရက်ဒလီတိုက်စစ်မှာကတော့ ဘလို့ပဲပြောပြောညာချမ်းမှာကတော့စာလာနောက်ပြီးတော့အထောင်မှာတော့ EKTK နဲ့ဘဲချမ်းမှာကတော့ဂက်ပိုအစားပြီးခဲ့တဲ့ပွဲစဉ်ပေါ့နော်အစတန်ဗီလာကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာအတိုင်း base ကိုပဲပြန်ပြီးတော့တုံးလာမယ်လို့ခန့်မှန်းရပါတယ်မန်စီးတီးအသင်းဘက်ကကြတော့အင်ဂွင်းအားနဲ့ပေါ့နော်ထုံးစံအတိုင်းပဲဘောလုံးခိုင်ကစားတတ်တာကြောင့်မလို့ဖာလန်းကိုအယောင်ပြပြီးတော့မှဒိုကူရိုဖိုဒန်တို့လိုကစားသမားတွေနဲ့တောင်မန်တွေကနေထိုးပေါက်လာတာမျိုးတွေပြုလုပ်လာနိုင်တယ် လီဗာပူးအသင်းရဲ့ခံစစ်ကလည်းဖြတ်တင်မောတွေတောင်းကန်ဘောတွေရှင်းထုတ်မှုတွေမှာအားနေတာကြောင့်မလို့အားလုံးကိုအားပြုတ်ပြီးတော့မှဒီအချက်ကိုအသုံးချလာနိုင်တယ်။တစ်ဖက်ကလီဗာပူးကလည်းဒီနီပြီအမ်စလော့ရဲ့ဟန်အတိုင်းဘောလုံးကန်ကစားပြီးတော့ဘယ်ချမ်းမှာရောဘတ်ဆန်နဲ့ဗစ်တိုကအဆင်ပြေနေတာဖြစ်တာကြောင့်မလို့မန်စီးတီးကိုတော့ကောင်းကောင်းရှင်ပြိုင်ပြီးတော့ကစားနိုင်တဲ့အစွမ်းရှိတယ်လို့ပဲသုံးသပ်မိပါတယ်။ နောက်ပြီးတော့ပွဲချီပွဲကောင်းဆိုလို့ရှိရင်ခြေစွမ်းပြလက်တဲ့မိုးဆာလာကိုလည်းဒီပွဲစဉ်မှာကတော့စောင့်ကြည့်သွားအောင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်မှာဆိုလို့ရှိရင်လည်းမိုးဆာလာအနေနဲ့မက်ဆီဒီနဲ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပြထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာဒီမှာရောမိုးဆာလာအနေနဲ့ဒီမက်ဆီဒီနဲ့ပွဲစဉ်မှာသူ့ရဲ့နှကိုမူရင်းစဆောင်ရေးပေါ့နော်ခြေစွမ်းတွေကိုပြန်လည်ပြီးတော့မှရရှိလာအောင်မလားဆိုတာကတော့စောင့်ကြည့်သွားကြရမှာပဲဖြစ်ပါတယ်။အဲတော့ Sport ကပရိသတ်တွေအနေနဲ့ကရောဒီမက်ဆီဒီနဲ့လီဗာပူးပွဲစဉ်အပေါ်ဘယ်လိုထင်မြင်ချက်လေးတွေရှိလဲဆိုတာကိုဝင်ရောက်ဆွေးနွေးကြကြပါအောင်ရှင်။ ောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်